ချင်းပြည်နယ်မှာတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖွင့်ထားပြီးဖြစ်ပေမဲ့တရုတ်ဘက်ကကုန်တွေတင်သွင်းခွင့်ကန့်သက်ထားချက်တွေရှိနေပြီးအချိန်အကန့်သက်နဲ့သာတည်ယူခွင့်ပြုထားပါတယ်ဒီသတင်းကိုဟန်နာပေးပို့ထားပါတယ်ရှင်ကချင်လူလတ်ရေးအဖွဲ့ KNO ထင်းချုံနေမြေရှိနယ်စပ်ဂိတ်တွေမှာအခြေခံစားတော့ကုန်တွေကုန်ချောက်တွေစားရကုန်ကားတွေဝင်ရောက်ခွင့်ပေးပြီးဘီလက်မြေစတုံးစီနဲ့တန်ထည့်ပစ္စည်းတွေကတော့ဝင်တာမရှိသေးပေမဲ့မြေရှားတပ်ထုလုပ်ငန်းတွေအတွက်လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကတော့အဝင်ရှိနေတယ်လို့ဒေတာခန်ဒီစီယာတီးရပါတယ် ော်ဒီကချင်ပြည်နယ်ကနေစတဲ့တွေထဲမှာဘောနော်ဒီရကျေကျေးဆိုရင်လည်းကျုပ်ဒီဘက်ကချမ်းဝင်လာဆိုလို့ဒီအော်လို့စားတော့ပုံနေဘောနော်ပုံချိန်နည်းနည်းရယ်စားတော့ပုံနေလို့ခေါက်ဆိတ်ချောက်တယ်လို့ပုံချောက်နေဘောနော်အဲ့လိုဟာတွေဝင်လာရှိတယ်ဘောနော်နောက်တစ်ခုကတို့တို့ဒီကျုပ်ပြည်ကနေဒီကချင်ပြည်နယ်ဘက်ချမ်းမှာလာပြီးရင်းနှီးမြှုပ်နှံထားတယ်လို့မပြောပြောချင်တယ်မှာတုံးတဲ့ကုံချမ်းနေရေချသူတဲ့ညမှာတုံးတဲ့ကုံချမ်းနေပြီးတော့တခြား အလုပ်ကြိုင်းဆိုင်ကင်းတွေမှာတုံးတဲ့ကုန်ကြမ်းတွေအကုန်ကြမ်းတွေဝင်လာပဲရှိတယ်ဘောနော်တခြားတို့လူတခြားကြီးကြီးမမလူတုံးကုန်ပစ္စည်းတွေအကြတော့ဒီလိုခြေကြီးကနေဝင်လာမရှိဘူးဘောနော်ဒီကဝင်လာဒီတာတောက်ကုန်နေချင်းရဲ့ကုန်ချနေချင်းရဲ့အလောက်ပဲပေါ့နော်။ဒါအဓိကသူတို့ဝင်နေတာကတော့ဒီသူတို့လာရင်းနှီးမြှုပ်နှံထားတဲ့ဒီအချင်းပြည်နယ်ထဲမှာရှိတဲ့အာလုပ်ငန်းတွေပေါ့နော်။ဒီရှားလို့ပြီးတော့ဒီဆက်ပြောရေးလုပ်ငန်းတွေပေါ့နော်။ပြောကြား အဲဖရဲဘောနော်အဲ့လိုနေရာတွေမှာတုံးတဲ့အဲပစ္စည်းတွေဘောနော်အဲ့လိုကုန်ချမ်းပစ္စည်းတွေပဲလောလောဆယ်တော့ဝင်နေရရှိတယ်ဘောနော်လက်ရှိကချင်ပြည်နယ်ရှိ KIO ထိန်းချုပ်ထားတဲ့လိုင်ဇာနယ်ဇက်ဂိတ်လွယ်ချေဂိတ်နဲ့ကမ်ပိုက်တီဂိတ်တွေလည်းပတ်နေရ၃လနီးပါးရှိလာပြီဖြစ်ပါတယ် နေဆက်တကြောရှိစစ်ကောင်စီရဲ့တပ်စခန်းတွေကိုဒုစစ်စစ်နေတဲ့ KNU ကိုတိုက်ပွဲတွေရပ်တန့်ပေးဖို့ဖိအားပေးတဲ့အနေနဲ့ပြီးခဲ့တဲ့နှစ်အောက်တိုဘာ၁၈ရက်နေ့ကစပြီးတရုတ်နိုင်ငံဘက်ကကချင်နယ်ဆက်ဂိတ်တွေအားလုံးကိုရုတ်တရက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် KNU ဘက်ကလည်းတရုတ်ပိတ်လိုက်တဲ့နယ်ဆက်ဂိတ်တွေအားလုံးကိုတံပြန်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာပါ။ပြီးခဲ့တဲ့ဒီဇင်ဘာ၉ရက်နေ့ကတရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ကချင်လူမျိုးရေးအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လောက်ဦးဆောင်တဲ့အဖွဲ့ကတရုတ်နိုင်ငံကိုချုပ်ခွာပြီးနောက် ဒီဇင်ဘာ12ရက်နေ့ကဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဒီဇင်ဘာလ13ရက်နေ့မနက်ပိုင်းမှာနယ်စပ်ဂိတ်တွေပြန်ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။နယ်စပ်ဂိတ်တွေပြန်ဖွင့်ခဲ့တဲ့နောက်တရုတ်ဘက်ကကုန်ပစ္စည်းတွေအဝင်မရှိပဲတရုတ်ဘက်ကနေကချင်ဘက်မှာလာရောက်စိတ်ပြိုချတဲ့တ िश ူငပြောနဲ့ဖရဲကြံခင်းတို့လိုတိနံကားတွေကိုတော့တရုတ်ဘက်ကအဝင်ပဲရှိခဲ့တာပါ။အဲဒီနောက်လိုင်စာတရုတ်နယ်စပ်ဂိတ်ကနေဧပြီလ3ရက်နေ့မှာတရုတ်ဘက်ကကုန်ပစ္စည်းတချို့တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ဒီကချင်ကပစ္စည်းတွေအေသီယိုးပီးကိုဝန်ထမ်းဆိုနေတယ်တို့ဗာပီနေမြုံနံထားတဲ့အဲစီဝိုင်းလုံးကနေရောဘောနော်ဒီကာရိုဒီအေဂျန်တို့ပြီးတော့တခြားနောက်ပြောရောဘောနော်ဖြေရတော့ဒီချင်းလေးရှာရောယူဘောနော်ဆိုအဲ့ဒါကြီးဝန်ထမ်းရှိတယ်နောက်တစ်ခုကကြာရင်ဒီကာရိုမီရှာဘောနော်မီရှာတူပေါ်မော်ရရှိရီကုန်းချိုးလို့ပြောင်းဘောနော်ဒီကုန်းချိုးမီရှာရီတူပြပေါ်ပြောင်းဝန်ထမ်း tu ya tu bian wen dao li xi di lu man jian ge yu lai sa ge yu su di tiu bian wen dao su lu a lu sa dao di gong chao lu ye wan di 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 mai ni di di တရုတ်ဘက်ကမြန်မာပြည်ထဲကိုအဓိကကုန်စိမ့်တဲ့အခြေခံစားတောက်ကုန်တွေသာတင်ပို့ခွင့်ပေးထားတာဖြစ်ပါတယ်။ကမ်ပိုင်ဒီဂိတ်ဘက်မှာလည်းတရုတ်ဘက်ကလာတဲ့ကုမ္ပဏီဝန်ထမ်းတွေလောက်တာလူအဝင်အထွက်ကွန်ပျူတာပြီးကျအူအာလူစားသုံးစီခေါဆွဲ၆ဂျုံစားရည်ကုန်ပစ္စည်းတွေနဲ့ပလတ်စတစ်နဲ့စကူခွက်တွေကိုပဲတင်တွန်းခွင့်တမတ်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။မိုက်ကြရန်ပန်ဝါနဲ့ကမ်ပိုင်ဒီနယ်စပ်ကိတ်တွေကတော့ဖွင့်လှစ်ထားခြင်းမရှိဘူးလို့သိရပြီး KAI ထိန်းချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ကိတ်တချို့ကို အရင်ကလည်းမကြခဏပြန်လဲဖွင့်လှစ်ပြီးကုန်ပစ္စည်းတွေကိုအကန့်အသတ်နဲ့တည်ယူခွင့်ပြုခဲ့တာဖြစ်ပါတယ်။ပြီးတော့ဒီနေဆက်ကြီးတွေကလိုမြေလမ်းလိုလိုဖွင့်ထားတာမဟုတ်ဘူးပေါ့နော်။ဟိုဒီလိုသူတို့ပစ္စည်းတွေအတွင်းထုတ်လုပ်မဲ့ချိန်တမတ်ထားတယ်ပေါ့နော်။အဲ့ချိန်ရောက်မှာပဲဒီကားတွေတန်းစီထားပြီးမှအချိန်ကြာမှပစ္စည်းတွေအတွင်းထုတ်လုပ်ကြတယ်ပေါ့နော်။ပြီးတော့ကာတမားတွေလည်းဒီနေဆက်မှာပဲရပ်ပြီးမှတိုးပြီးဝင်မဲ့အဲကားတွေဆိုလည်းတိုးပြီးရလူတွေလာမောင်းကြတယ်ပေါ့နော်။ဒီ ်ပြုတ်ပြန်ကားတွေလည်းဒီချင်းဘက်ကိုဝင်မယ်ဆိုရင်ဒီချင်းကတော်တော်များဝင်ပြီးမှအော်လာမောင်းပြီးမှလို့ဖလေကြရရရှိတယ်ပေါ့နော်။ဒါနဲ့စက်ကြီးကတော့လို့အမြဲတမ်းပွင့်ထားတာတော့မဟုတ်ဘူးလို့သူတို့ကွန်ပစ္စည်းတွေဖလေမဲ့အချိန်ကြရင်ကာကီအော်နဲ့စက်ကြီးတွေပွင့်ပြီးမှပဲအလိုကုန်တွေကိုအတွင်းထုတ်လုပ်ကြတာရှိတယ်ဗျ။ခင်ရရပီကရနီ တရုတ်နယ်စပ်ရှိစစ်ကောင်စီတပ်စခန်းရှိရာမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက်နယ်စပ်ဂိတ်တွေနှစ်ဖက်ပိတ်လိုက်ပြီးလောင်စာဆီနဲ့အခြားကုန်ပစ္စည်းတွေအလုံးတင်သွင်းခွင့်ပိတ်လိုက်တာလည်းဖြစ်ပါတယ်ကချင်တရုတ်နယ်စပ်တကြောကနယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့လိုင်စာ၊လွယ်ကျဲ၊မန်ဝင်းကြီး၊ကပိုင်တီနဲ့ပန်ဝါစတဲ့နယ်စပ်ကုန်သွယ်ရေးစခန်းတွေအလုံးကို KIA ကထိန်းချုပ်ထားပါတယ်။ကျမဟန္နာပါ။